အားလုံးတက်လီကြပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြရစေဒီကနေ့မှာတော့ဆရာကြီးအေးရဲ့လက်ရာအိမ်နီးချင်းဆိုတဲ့ဝိထုလူတစ်ပုဒ်ကို တင်ဆက်ပြရစေအိမ်နီးချင်းအတော်စီနဲ့မတန်းခင်သည်ရဲစခန်းဝင်းအတွင်ရှိအိမ်တော်တဲ့တန်းလျားတွင် အခန်းကက်လျက်နေသောအိမ်နီးချင်းများဖြစ်ကြ၏အတော်စီစားချက်နေ၏ အင်းရှိခန်းတက်တဲ့တွင် ပုံပုံကြီးထိုင်ကခေါင်းရန်ရန်ကိုရန်ရန်ပါးစပ်တလုံးလုံးဖြင့်အာတုံခွန်ဆိုင်စာကျက်နေ၏ထို့သူစာကျက်နေရင်ပင် အတော်စီ၏ခေါင်းနှင့်ကိုသည် ရှေ့သူငိုက်ခနေငိုက်ခနေဆင်းသည်ထို့သောချက်ချင်းပင်စက္ကနေကောင်းကိုမဲ့ပြီးစာကိုဆက်ကျက်၏ထိုချင်းအင်းရှိတွင်တယောက်ယောက်ရောက်လာတဲ့ကြားလင်မှု အတော်စီ၏စာကျက်ချင်းသည်ပိုး၍အာမန်ပါလာသည် ဧည့်သည်ကိုအမခန်နိုင်ဟန်အလောက်အလွန်မင်းရှုပ်ဟန်ပေါက်လာသည်ဧည့်သည်အိမ်ထဲထီဝင်လာချိန်တွင်ကသူမရှိရှိဆရွယ်စတဲ့အနေငယ်များကိုတပြင်းပြင်းအတန်မီအောင်ခါတော့ဤထို့နောက်တွင်ကလာမအေးရှင်ဟုဧည့်သည်ကိုခေါ်ရင်းငါကူကရွံ့မိတာပါအေးလာမယ့်စနေနေ့လေခင်ရည်အဆင့်ဂျပန်စကားပြောပြိုင်ပွဲရှိတာအေးဒါရေစကန်တွေကတယောက်ထွက်ပြောရမတဲ့ ဟိုလူကလည်းမဝွန့်ဒီလူကလည်းမရဲဆိုတော့ဒါနဲ့ပဲကဲဟဲငါလုံမယ်ဆိုပြီးတာဝန်ခံလိုက်တာ အခုတော့အသက်ကြီးမှစာကြက်နေရတယ်လေကို့အပြင်နဲ့ကိုရွာချင်းမိတာကိုအေးရှီရှီလျာလျာညီတွားဤထိုတော်စီဤညီတဲ့တွင် ဝင့်ကြွားမှုသည် ဖုံးဖိမြာအပြူကြီးတယောက်အိမ်အောင်ကြစာတွင် ပြောသောလင်းယောက်ျားအပေါ်မကောင်းမြင်တဲ့မျိုးဖြစ်သည်ဆက်ပေါင်းရန်ကခါနာသည် ကွာချင်းရန်ကတယောက်တည်းမအိတ်ချင်းဆိုသလိုဒီတဖက်ခမ်းမှာမတန်းခင်သည်ထုံကြီးတံကိုကြားလျင်ပါဇက်သည်အလိုလိုပင်မဲ့ကားသွား၏နှုတ်မှလည်းအမလီဟိုလူကမရေဒီလူကမဝင်ပျော့ရဲပါမဟာစီရဲ့ဟုခနဲ့တတေယူ၏မအေးရှင်ကြီးတော်တော့ကံချောင်းဖန်လာတော့လေနားစင်ပြုံးတော့ဟုမဲ့ကားရွဲကားဆိုသည်ထိုစဉ်တဖက်ခမ်းမှာအတော်စီအတန်သည်အနေငယ်နှိမ့်စင်လျက် အဲ့ဒီနေကစကမ်းမှုမိမာများတော့လေရှိချက်တော့ရေသူပြောတာလဲဘယ်သူမှဘီယူဆိုင်ပြီးနားမထောင်နေကြပါဘူးတော့ပြော၏ထိုတန်ကြားလျင်မတန်းခင်သည်ခေါင်းကိုတဆက်ဆက်ငိမ့်ပြီးဒီအထီတော်မှန်တယ်ဆိုတဲ့ပုံစံမျိုးလုပ်၏အမှန်လဲထိုစနေနေ့ကစကမ်းမှုကြော်သည်လေတော်တော်ရှိ၏ ဂျာမန်စကားပြောပြိုင်ပွဲတွင်တယောက်ထွက်ပြောရန်ကိစ္စကိုပင်တောင်ဝေမြောက်ဝင်းနှင့်လူရင်မရောက်နိုင် မတန်းခင်အပါဝင်တောက်မြင့်မီခဲရေးရဲမှများသည့်ကိုကလူချင်းလွန်လျင်စီးတက်တက်တဲအိုက်တင်တော့ခံအောင်မှဟူသောစိတ်နှင့်စက္ကမှုကြော်ဤစကားအစုံတွင်အင်းအဲလောက်ပြီးခဏမူနေကြစေအတော်စီသည်ဝုန်းကနေထရဲ့ပြီးကျမလုံမယ်ဟုထပြောခြင်းတည်း အချိန်တွေကလည်းကြာလာပြီဟိုလူကဒီလူလွဲ့ဒီလူကဟိုလူခြာနေအတင်းအဖွဲနဲ့ကိစ္စဆိုအတောင်ဥပေထန်းကျင်ကြတာတယောက်ထဲဆွဆွတမန်လောက်ရမယ်ကိစ္စဆိုတော့အားလုံးကနောက်တွန့်ဒါနဲ့ပဲကဲငါလုံမယ်ဆိုပြီးတောင်းခံလိုက်တာအခုတော့စာကြက်နေရတာပဲကွေအတော်စီတမင်းမြင့်ကြီးနေတော့ဟင်းတဲ့ဒီမတန်းခင်ဤစိတ်ကိုတရွာရွာစွာသည် ငါအဲ့ဒီတဲကငါလည်းထပြီးပြောကြရမယ်ဟာပဲနောင်တရာဤသူစင်းကမူရန်လူတော်မက်စီထပြီးသားမူမထခြင်းတော်ဒီတကြောင် အလွန်မင်းစင်ပေါ်တက်ချင်နေရန်ပေါ်မီဆိုးဒီတကြောင်ကြောင့်အလုံးကမမစီမမစီဟုလက်ခုပ်လက်ဝါးတီးနေကြချိန်တွင်အตาယူပြီးနေခဲ့သည်ဒီမိမဒီစကားပြောမယ်ဆိုတာအစကလေးကငါတိနေရမှာအခုတော့အေးမတန်းခင်စိတ်သည်တနှုံနော် ထို့စဉ်တစ်ဖက်အခန်းမှာစည်းသွားမလို့ဘာမှအုံမလဲဝင်မိတာစကားကောင်းနေတာနဲ့ပဲဟူသောမအေးရှင်ဤအတန်ကိုကြားလျင် ဖြက်ခနဲအပဝါထွက်ရည်ပြီးလင်နှစ်ယောက်သားထွက်လာသည်ကိုမြင်မှခုနကမအေးရှင်စည်းသွားမယ်ကြားလိုက်သလားလို့အဲ့ဒါစည်းထဲမှာရှာရှာပပလိတ်သားလေးများတွေ့ရင် ဝေခဲ့ပြီပါစိတ်ထဲစားကျင်တယ်လို့လူရှိလို့ဟူခက်တတီဆိုသည်စိတ်ထဲတွင်ကမှတ်ပလာလိမ့်မာကြီးဟူဝန္တာအာယာဆို၏ မွေးမွေးချင်းခြေမြင်သူချင်းချင်းအတော်စီသည်လက်ဆူသောစကားကိုချက်ချင်းပင်နားလေသည်ထို့ကြောင့်ပင်ဟဲ့ဒါနဲ့လိတ်သားကအစီစဉ်မျိုးဆက်ခုနှစ်ဆက်အတွင်နူရဲသူရှိရင်မစားရဘူးဆိုဟုမတိနားမလဲတလို့ပြန်မိသည်မတန်းခင်သည်ခဏများကြောင်းနေရမှအမလီအဲ့ဒါကြီးသာတော့လိတ်သားမဟုတ်ဘူးကြာပန်းပြိုင်မဲ့သူနော်ဘုဒ္ဓရာဆောင်အောင်လှုပ်ထားအောင်ဟုအတော်စီအားအသာနှင် ဒါနဲ့မမစီပြောမှာစားကျင်လာတဲ့ဂျီသားတွေ့ရင်လည်းဝယ်ခဲ့ပါအောင်ဟုမှားဤသဘောက သူတို့အမျိုးအတွင်းတွင် နူတူမရှိဟုဆိုလိုရင်းဒီအတော်စီဤစိတ်တွင်က ခံလိုက်ရလိမ့်ခြင်းဟုတနှုံနော်ဟေးနင်းကနင်းယောက်ျားပြန်လာမှပေးမယ်ပြောရအောင်သူတစ်ခေါက်ပြန်လာရင်နင်းတစ်ခေါက်ကလေးမွေးရတာအပြင်ဘာရွှေဘာငွေတွေများပါလာဘူးလို့လေ ကြည်လင်တာယာသော မနက်ခင်းတစ်ခုတွင်အတော်စီအောင်မြင်လာသောအတန်ကြီးသည်ဟိမ့်ထွက်လာလျင် မတန်ခင်သည်လှုပ်လက်စာအလက်ကိုခိတရက်ပြီးဟောဆော့ဆော့စီစီစီဟိမ့်နေပါလားဘယ်သူများလာပြီးစီတော်လာယွန်းပါလိမ့်တော့ဟု တီတို့ရီယူ၏ထို့နောက်မနေနိုင်မထိုင်နိုင်တကားအကွယ်မှချောင်းပြီးအော်ကျွေးပင်လေမာသေးဟုတီတို့ရီယူ၏ အတော်စီဤအင်ရှိတွင်ကကလေးတွဲလောင်စုတ်တီးစုတ်ပြနှင့်မျက်နာငယ်ငယ်မိမတယောက်ရှိအတော်စီသည်ကအင်ရှိစမြင်တွင် လုံကြီးကိုဒူးတင်ပောင်းတင်ထိုင်းပြီးတွတ်တွတ်မြတ်တာပွားနေပေသည်နေငါကျွေးတွေကိုနေရွှေညရွှေလုံနေတာအတော်ကြပြီဒီမဲ့ငါတခါတည်းပြောလိုက်မယ်ငါပိုက်ဆံပြန်မဆက်ချင်ငါယောက်ျားနဲ့သာလာအိတ်တော်အေး အတော်စီသည်သူစကားကိုဘယ်ရောက်ရဟုသဘောပိုက်ကစွပင်ပြော၏ဒီလိုမှမပြောရင်ရမှာမဟုတ်ဘူးအကျွေးတွေကနှစ်ပေါက်နေပြီဟုလည်းစိတ်ကတွေးသည်သူစကားကိုကြားလျင်မာသေးသည်မျက်နာကွက်ခနဲပြဲပြီးခေါင်းငုံ၏မတန်းခင်သည်စိတ်ထဲမှာအမလီဒီမိမ့်မှာပါဇက်ပေါက်စိုးချက်တော်ဟုတွေးမိသည်ထို့နောက်တွင်အိမ်ရှိသူဖြက်ခနဲရောက်ပြီးပါဇက်မှာလဲအမလီမမစီရဲ့ဘယ်လိုဆိုလိုက်တာလဲ ကဲကဲကဲမာတိညီလေးပြန်တော့အဆင်ပြေရင်တော့သူမြပတ်စံပဲပြန်ဆက်ပေါ့အေးသွားသွားသွားအဆက်မပြေဝင်ပြောသည်မမစီရဲ့ကိုကလည်းပတ်စံချီရသည်တဲ့အာကျန်းနဲ့လည်းပြောခင်ရသည်ဖြစ်နေပါအောင်မယ်ဟုတရားရှင်ပါကြီးစတိုင်နဲ့ဆို၏ အတော်စီသည့်ထိုချင်းတွင် သူစကားရောက်နေသည့်နေရာကိုသတိထားမိလိမ့်မည်စိတ်တွင် အားနာသလိုလည်းဖြစ်လာ၏သို့သောမတန်းခင်တရားချသောကြောင့်သူတရားကြရမည်အဖြစ်ကိုမူမလို့ခြင်းထို့ကြောင့်ပင်ညီကဘာသိလို့လဲအေးအဲ့ဒီကောင်မကငွေကိုယူဖို့ပဲတည်တာပြန်ဆက်ဖို့တည်တာမဟုတ်ဘူးဟုမမာတင်းတင်းဆို၏စိတ်ထဲမှာလည်းငါကငါပိုက်ဆံအတွက်ပြောရပါအေးညီလိုတော့ပါလီယာမဟုတ်ပါဘူးဟုခွတ်လိုက်သေးသည် ထို့နောက်နှစ်ယောက်သားရေနွေးပန်းကိုအလဲတွင်ချလျက်ထိုင်မိကြခြင်းတွင်အတော်စီသည်အုံနောက်ထဲလက်ခနဲတွေးမိပြီးဟဲ့တန်းခင်ဒီဆက်အစ်နဲ့ထမင်းချက်တာ တော်တော်ကျွမ်းနေစုငါ့ကိုတိုးလောက်ချက်ပြစမ်းမအေးငါမဲတူးလွန်းလို့ဟုဆို၏အတန်ကြာလျင်မတန်းခင်သည်ချွေးတလုံးလုံးဖြင့်ထမင်းချက်လျက်ရှိပြီးအတော်စီသည်ကဘေးနားတွင် တပြုံး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 ဖြင့်အတင်းတုပ်လျက်ရှိသည် ထိုတင်းတုံနေသောအတော်စီဤစိတ်ထဲတွင်က ကောင်မဆရာများလှုပ်ရမယ်ဆိုရင်ကျုံဖြစ်တာတောင်မသိတော့ဘူးဟုအသားယူကတွင်းနေဤအတော်စီသည် အလုံးရှုံနေဤအကြောင်းကသူမ၏ကြပန်းပြိုင်ပွဲကြောင့်ဒီကြပန်းပြိုင်ပွဲ၏ခေါင်းစဉ်သည်အိမ်နောက်ဖေးဈေးဆိုင်တည်းဖြစ်ဤအတော်စီကတည်တည်ဝလံအပင်မဆူထားပြီးမြက်တပင်ပင်ရှင်အောင်စိုက်ဖူးသူမဟုတ်ထို့ကြောင့်ပဲအတော်စီအလုံးရှုံနေဤအတော်စီသည် ကနဦးတွင် ထူကောင်းစဉ်ကြားရလျင်မြေဩဇာအကြောင်းလိလာယာနုနုငရုမုံညင်းအကြောင်းဖက်ရနုနုပြများသည်ခေါင်းသုံးလုံးအဖိုးအိုပုံပြင်ကိုပြောပြရကောင်းလို့လဲစဉ်းစားသည်သို့သောနောက်ဆုံးတွင်မဟာစီဖြစ်ရာက နီလန်တွေ့လိရင်ကအချာမဟုတ်စာရူပိစာများရေးတက်ဖတ်တတ်သော စာရေးစရာရောင်ရောင်တူအားငွေပေးပြီးစာရေးခိုင်ရန်ပင်ဖြစ်သည် ထိုလူမျိုးကိုလေဝေးဝေးပင်ရှာစရာမလိုစခန်းတောက်တွင်အထင်းသာရှိပြီသည်မနက်ခင်းတစ်ခုတွင်ဒေါ်စီသည်ထိုစာရေးဆရာထံသို့တူ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 သွား၏ထိုနောက်တွင်အကျိတ်အနေတိုင်ပင်ဆွေးနွေး၏နောက်ဆုံးငွေ9000နှင့်ဈေးတည်ပြီးနောက်များမကြာမီတွင်အတော်စီအလိုရှိသောစာပေမျိုးရလေ၏အတော်စီသည်ထိုစာရရခြင်းပင်မတန်းခင်ကိုကွက်ခနဲပြေးမြင်သည် ဒီကောင်မှဖျားသွားစီရမယ်ဟုလဲစိတ်ထဲမှာတွေးလိုက်သည်သည်မတန်းခင်နဲ့စုံချိန်တွင်ကတန်းခင်ကြီးအမရေးထားတာလေးဝေဖန်ပါအောင်ဟုခက်တီတီဖြင့်ဖိန်သည်မတန်းခင်ဒီကအတော်စီနှင့်စာရေးဆရာအကြောင်းကို ပထမဦးဆုံးသည့်မကူးမီကပင်တည်ရင်ရပြီလိမ့်မည်ထို့ကြောင့်ပင်အတော်စီ၏စကားတန်ကိုကြားလျင် အမလီ အမရေးထားရတဲ့ဟုစိတ်တွင်းကမဲ့သည်သို့သောပါဇက်ကမူ ပြပါအောင်မရဲ့ပညာယူရအောင်ဟုခက်ချူချူဆို၏ထို့နောက်ကဲ့ရဲ့ပေးလိုက်အောင်ပဲဟုသောအတွင်နှင့် စာရွက်ကိုဇက်ခနဲဆွဲယူပြီးအတန်ကြဲကြဲနှင့်စဖတ်သည်အေယာရစ်ခွေမြူတွေရစ်ဆိုင်တောင်ပတ်ဝိုင်းသည်ဖွင့်ဖြူတာယာမြို့ကသာတွင် ဘေးရန်ကင်းပါချမ်းသာရဖို့အကျိုးမျှော်ခြင်းတာဝန်ဆင့်ခံထမ်းရွက်မှန်သည်မြို့မာစခန်းနေဒေါ်စီဘီဟုနှုတ်ခွန်းရွရွဆက်တာပါသည်မတန်ခင်သည်ထိုတကြောင်ပြည်လျင်လက်ထဲမှာစာရွက်ကိုပြက်ခနဲပြစ်ချပြီး အမလီအမရဲ့အမဟာကလည်းကာယံနဲ့နဘီနဲ့ကြပြရွတ်ပြိုင်မှာကြာနေတာပဲရှီလျာထွေပြဟုကဲ့ရဲ့တယ်လို့ဆိုသည်အတော်စီက စိတ်ထဲတွင်တမျိုးဖြစ်လျက်ဟဲ့အဲ့ဒါပညာကံဟဲ့အေးလေပညာကံဆိုမှတော့ပညာရှင်ပဲနားလေတော့မပေါ်ဟုငေါတော်တော်ပြန်ဆို၏ပတန်းခင်သည် မှူဟန်မပြအေးဟုပင်ညှိရေးလိုက်သေးသည်ပြီးလင် အတိအတန့်အမှန်ကန်မျက်နှာဖြင့် ဟိုစခန်းထောင်ကဆိုင်းဆရာယူကိုရေခမ်းကြည့်ပါလားဆို၏စိတ်ထဲတွင်ဒင်ဘလူမျက်နာနဲ့များနေမလဲဟုရွေ့တတဲတွေးသည်အတော်စီသည် မတန်းခင်ပြောတာသဘောယူလားဟုလည်းတွေး၏ဒီကောင်မတိများတိနေသလားဟုလည်းတွေး၏နောက်ဆုံးတွင်အိုအေးဘသူကမှမပြောဘူးဆိုင်းဆရာကငါပိတ်ခဲ့တာပဲဟု တွေးလျက်မျက်နှာသေးဖြင့်စွပ်ပင်ငါကကိုအားကိုပဲကိုးကျင်တာဟုပြောလိုက်သည် မတန်းခင်သည် အော်အတန်ရှိဆွဲပြီးဘာမှပြန်မပြော။ ထူအောင်ထားသမျှသည်ညနေခင်းရောက်လင်မူရဲစခန်းဝင်တကူလုံးတဟူဟူကြော်ကားပြင်မဟာစီတို့များဟုအစချီထားသော အတော်စီဤကြွားကျင်ပုံကိုကလေးအစာခွေးအစုံတိလိပြီတိပင်တင်ညာတော်လေအတော်စီသည်ဟန်မပြက်တီတီတင်းတင်းနေစိတ်แท้ကမူဒါဟုမတာမတန်းခင်လက်ချက်ပဲနေမှာဟုတွေးမတန်းခင်ဒီကသူ့အိမ်အတွင်းတွင် တခွိခွိဖြင့်ကြိတ်ပြီးရီမောနေပြီသည် မိုးချုပ်လိပြီးမိသည်ထုံးစံအတိုင်းလာလိုက်ပြလိုက်ရှိ၏မိလာလင်ကလေးများရောလူကြီးများပါဝေးကနေနဲ့អော်ကြ၏မိပြန်ပြက်လင်ကဟာကနေអော်ကြပြန်သည်ထိုအချိန်တော်စီ၏စာချက်တန်ကြည်ကြဲလောင်လောင်သည်လဲပျောက်တခါပေါ်တလဲရှိ တို့ဖြင့်မိပြတ်သောကြောင့်ကိုရီးယားကလွတ်လိုက်ရသည်ကိုဒေါသဘုံထနေသော မတန်းခင်အားအဒေါ်စီ၏စာချက်တန်သည်တရွရွာဆွသည်လူဖြစ်နေပြီသည်အဒေါ်စီမှချင်ပောင်တခင်ရွှေစင်တည်င်းဟုရွတ်လျင် မတန်းခင်သည် ဟင်ကနေမဲ့ပြီးချင်ပောင်ကိုများဟုတန်ယောင်လိုက်သည်အဒေါ်စီမှငရုတ်တပင်အောင်ပြီးအလင်းဆောင်အံ့ဟုဆိုလျင်မတန်းခင်သည် အမလီလီငရုတ်ပင်ကားဟုရင်ပတ်စီတည် ။နောက်ဆုံးတွင်ဘူးတစဉ်အကျူတိုင်းပြည်ဖြူအန်းဟုဆိုလိုက်ချိန်တွင်က မတန်းခင်သည်နှွေခေါင်ကောင်းကြီးဖားကအော်ချက်တော်ရေဟုမအောင်နိုင်မအီးနိုင်အော်မိ။သို့သောနှစ်ဖက်ယောက်ျားနှင့်မိသားစုများရှိနေသဖြင့်လူသိရှင်ကြားမထေငေါ်လိုက်ကြရာ အတော်စီသည်အင်းအောင်ကြကားစားကြက်တဲပုံ ခလေးမွေးပြီးနှုတ်ကမထွက်နှုံးမုံဘူးကမတက်နိုင်ဒုက္ခအလီလီရောက်ရပုံနောက်ဆုံးတွင် အဖွားဖြစ်သူလက်ဖွဲ့ခဲ့သော မျိုးစေဘူးကြီးကိုတတိယပြီးမြေကွက်ချင်းချင်းလေးမှစတင်စိုက်ပျိုးပုံ တဖြည်းဖြည်းအောင်မြင်လာပုံ အပူဝင်ငွေလေးများရလာပုံ တားဖြစ်သူကိုပင်စေးကြောင်းထားနိုင်သည့်အထိအစဉ်ပြေလာပုံများပါသောကိုတိုင်မရေးအလွမ်းအဆွေနှင့်အားတက်ဖွယ်ဘဝဇလန်းစုံကို အာကျူးမှန်တဲ့ကြက်မှတ်ဤမတန်းခင်ကစာရေးဆရာကြီးလက်စွမ်းပြချက်တခုကြားတိုင်းအမလီလေးဟုတားဤသူယောက်ျားမထုံတက်သေးကိုသူကဥဆောင်ပြီးခိုးတာလည်းမပါဟူ၍လည်းရည်ရွတ်သည်ငွေတို့ချီတဲ့အကြောင်းအကျွေးတောင်းချမ်းတဲ့အကြောင်းလည်းတခွန်းမဟာဟူ၍လည်းရွေ့တဲတဲဆိုသည် အမလေးပျော်စရာမိသားစုတဲ့သူသားဆက်ကော်လက်ကော်နဲ့អော်ကြဆဲကြတာလည်းမပါဘူးထိတိတိပြောသည် နောက်ပိုင်းတွင်စိုက်ပျိုးရေးဖြင့်တိုင်းပြည်တည်ထောင်ပြီးကျမတို့နိုင်ငံအတွက်အိမ်နောက်ဖေးစည်းဆိုင်ဖြစ်တဲ့တပိုင်းတနိုင်စိုက်ခင်းလေးများဟာအုတ်တချက်သဲတပွင့်အဖြစ်ပါဝင်နေမည်ဖြစ်ကြောင်းအတော်စီတယောက်အသေးအတန်စာကြက်နေချိန်တွင်မတန်းခင်သည်ရေခနဲအိပ်ပျော်နေသလိုရှိနေရမှအင်း၆လုံးမြောက်လုံးတွေဟု တွေးမိသေး၏ နောက်တနေ့မနေ့မအေးရှင်တန်လျာရှိကဖြတ်ပြီးဈေးတွားချိန်တွင်မတန်းခင်သည်ပြုံးကနေအိမ်ရှိထွက်လာပြီးညကဖားအော်လိုက်တာဈေးထဲမှာဖားရောက်လာတွေ့ရင်ဝဲခဲ့ပါအောင်တော့ဟုထွက်မှသည်ထူမတပါတခြားထိတန်ရိတန်ကိုမကြရနေခင်းမွတ်တဲ့ချိန်လောက်တွင်ကထူးထူးခြားခြားနှစ်ယောက်သားတဲပြီးဟီလာတိုက်နေအိမ်ရှိဖြတ်လျှောက်သည်များလူများကိုလည်းဟေ့ နေ့ဖြင့်ဂျာပန်ပြိုင်ပွဲရှိတယ်အတော်စီကိုလာပြီးလက်ခုပ်တီးကြအောင်ဒါမှပိတ်တအမှတ်ရမှာဟု ကြဲကြဲလောင်လောင်အော်၏ပတန်းခင်သည် အတော်စီအားမမစီဟုနှုတ်ဖြားမှမချတဲ့ကဲ့သို့အတော်စီမှာလည်းမတန်းခင်အားညီမဟုတွင်တွင်ခေါ်သည်အကြောင်းကားအတော်စီသည်မတန်းခင်အားပစ္စည်းရော လူပါစိုက်ယုံတယ်မကလုံကြီးပါခောက်ပေးရမည်မိတ်ကက်စရာမှခန့်လိုက်တော့ကြောင်းပီသည် မမစီရဲ့စပင်ကတူတဲ့အပြင် ကောက်ထားသည်တော့မင်းဲကိုစရုံးဖြစ်အောင်လုပ်ရမယ်မိကက်လည်းတိတ်ထူလို့မဖြစ်ဘူးဒါမှခြံဆိုင်စားတဲ့ရိုးရိုးအာပုံလေးထွက်နေမှာနှုတ်ခမ်းနီကိုတော့အခုလူရဲနေတဲ့ကာလာစူးလို့မရဘူးနော်မမစီမတန်းခင်သည်တွတ်တွတ်အဆက်မပြတ်ပြော၏အတော်စီကမူ တော်ပြီညီမရေတော်ပြီညီမကြိုက်တယ်လို့သာသာလှုပ်တော့မမစီကတော့ညီမပြင်တယ်လို့ပဲပွဲတက်မယ်အခုတော့စာမရသေးဘူးစာပဲကြက်မယ်ဟုညီတီတီပြောသည် ထိုနေ့ကတနေ့လုံးနှစ်ယောက်သားအတော်ပင်အစဉ်ပြေနေ၏အခု21ရာစုကြီးမှာပြောရမယ်အိနောက်ဖေးစည်းဆိုင်တဲ့ချင်းရဲ့အကျိုးမှာလက်ဆက်တဲ့ဟင်းလျာအပူဝင်ငွေစတာတွေတွင် မကတော့ပါဘူး မိမိကိုယ်ကိုမိမိမိသားစုကိုအစိတ်တင်စေမဲ့ဇီဝဓာတုပုသက်ဆေးတွေရဲ့အန်ဒီယကနေကာကွယ်နေတာပဲဆိုတဲ့အကြောင်းအရာကိုအလေးထားပြောကြရင်ဤကုံချုပ်ပြရစီရှင်အတော်စီဂျပန်စကားပြောမှုပြီးဆုံးရင်လက်ကုတ်တန်ဒီတဖြောင်းဖြောင်းပင်မြိုင်မြိုင်ကြီးထွက်လာသည်မတန်းခင်သည်ရုပ်ချီးပင်ဆင်ပေါ်မှခက်တုံတုံဆင်းလာတော့အတော်စီဤဘေးကိုအပြည့်ရောက်လာပြီး မမစီမမစီရဲ့ဝစားစင်မှုက အမှတ်ပြေပဲဒိုင်းတွေနောက်ကနေကျမချောင်းကြည့်ခဲ့ပြီးပြီဟုဝမ်တာအဲလေပြောသည်နောက်ဆုံးတွင်ဒေါ်စီပထမဟုကြီးညာချိန်တွင်ကနှစ်ယောက်သားဒါမမျိုးမရေစကန်ကွာဟုဝမ်တာအာယာအော်မိကြ၏နောက်တနေ့မနေ့တွင် မတန်းခင်သည် ပြုံးစီစီဟန်ဖြင့်ရှိနေ၏ပထမစုရှင်အတော်စီကပစ္စည်းပစ္စည်းအနှဲငယ်ကိုပွေပိုက်လျက်သာစုပုံနေသည်နှုတ်မှလည်း ဘယ်နဲ့တော့ဝင်ကြီးကလည်းတခြားလောက်စီရများမရှိတော့ဘူးလားအလုံးမရှိကြောင်ရီချူချင်ပေါင်ခင်းများလာကြည့်ချင်ရတယ်လို့တော့ဟုမကြင်မနဲ့ရီရွနေအကြောင်းကကြပန်းစကားပြောပြိုင်ဝဲနေကြုံတော့ဧည့်သည်တော်ပြည်နယ်ဝန်ကြီးကအတော်စီရဲ့အပြောကောင်းလို့မနဲ့ပြန်တော့ရေစခန်ဝင်နဲ့လာကြည့်အောင်မယ်ဟုစုပေးရင်မိမ့်မြတ်ချွေလိုက်တော့ကြောင်းပင်ဒီရှင်အတွက် အင်းဝင်းပပတ်လေတွင်တီးပင်စားပင်တော်တော်များများစိုက်ပျိုးထားသည့်ကျွေးပင်လေမှာထီးအိမ်သူထိုတမန်တာပြောင်းနေရန်ပြင်ဆင်နေရခြင်းဖြစ်မတန်းခင်ကစီပောက်သွားပြီထင်ပါရဲ့အတန်တောင်ကြည်ကြည်မထွက်နိုင်တော့ဘူးဟုစိတ်ထဲမှာကြိတ်ယူရည်သည်ဧည့်တော်ဝင်ကြီးသည်ညနေအထိရောက်မလာသည်အားလုံးသည်သူ့အိမ်ကိုအိမ်ကြီးရင်တမျောမျောစောင့်နေကြ၏ မတန်းခင်သည်အိမ်ရှိတွင်ငုတ်တုတ်ထိုင်ရင်အခုလိုတနေ့လုံးမဟာစိတ်အတန်မကြရတော့လဲဘာလို့နေတလူလူဟု တွေးပြီးအတော်စီကိုတတိယနေလေသည်ဤတွင်2014ခုနှစ်မေလထုတ်ယတိမဂဇင်းတွင် ဖော်ပြပါရှိခဲ့သောဆရာရီအေးဤလက်ရာအိမ်နီးချင်းဆိုတဲ့ဝိထုတို့လေးကိုအိန္ဒိယတွင် ရနာပါရစေ နားဆင်ပြီးကြတာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။